YBS ရင်းလိုင်းတွေမှာကန့်တဲ့ငွေချေတဲ့စနစ်ဖြစ်လာဖို့6လအထိကြာနိုင်သေးတယ်လို့ရန်ကုန်တိုင်းဒေသကြီးတယ်ယူပို့ဆောင်ရေးကြီးကြပ်ကုတ်ကဲမှုအာဏာပိုင်ဖွဲ့ကပြောပါတယ်အကားသတင်းပေးပို့ထားတာပါရှင်ဘဘစ်ရင်လိုင်းဒီမှာလက်ရှိဖြစ်ပေါ်နေတဲ့ခီးတွေကိုမချိမငန်ဆက်ဆံတာရင်လိုင်းချင်းလူမောင်းတာပြိုင်မောင်းတာစတဲ့ပြဿနာတွေရှုံနေသွားအောင်ကစနစ်ကိုဖော်ဆောင်မှာဖြစ်ပြီးအနည်းဆုံး6လလောက်တော့ကြာနိုင်တယ်လို့ရန်ကုန်တိုင်းဒေသကြီးတယ်ပို့ဆောင်ရေးကြီးကြပ်ကုကဲမှုအာဏာပိုင်ဖွဲ့ကပြောပါတယ် ကက်စနစ်ကိုကျွန်တော်အမြင်တော့အနည်းဆုံး3လနဲ့6လကြာတော့မှမှဖြစ်မယ်လို့ထင်တယ်။ဒါလည်းအခုဟိုရန်ကုန်တိုင်းအစိုးရအဖွဲ့ကညှိနှိုင်းနေတာပေါ့နော်။ဒီကက်စနစ် သွားမှာပဲအောင်မြင်မှာ။ဒီတိုင်းကတော့ဒီပတ်ဆိုင်ဟို spare လက်ထဲကိုရောက်တဲ့စနစ်နဲ့သွားလို့ကတော့ရင်းရှင်းမှာအောင်မြင်မှာဟုတ်ဘူး။ဒါပေမဲ့ကက်စနစ်မတိုင်ခင်ရင်းစည်းကကိုပုံနဲ့ထည့်တဲ့စနစ်ကိုအရင်ကောင်ထဲဖို့လိုတယ်လို့လည်းကြံပြုပြောဆိုတာရှိပါတယ်။ဒီစနစ်ကအကုန်လုံးအသားကျသွားရင်ခုနကဘက်ကလည်းဆက်ရေးလက်ရေးရှိလာမယ်။ ကားမောင်းတဲ့လူတွေလည်းစိတ်အေးလက်အေးနဲ့သူမောင်းလာနိုင်မယ်အများပြည်သူစီးတဲ့နေရာမှာလည်းပဲအေးအေးဆေးဆေးနဲ့ပေါ့နော်တက်တောက်တက်တောက်နဲ့စီးနာနိုင်မှာပေါ့နော်ကားလမ်းပေါ်မှာလည်းပြိုင်မောင်းတဲ့ဟာတွေပျောက်လာမှာပေါ့လက်ရှိမှာရှင်လိုင်းပန်ရှင်တချို့ကပုံစံကိုအကောင့်ထဲပေါ်နေပြီးအောင်မြင်မှုမရှိသေးဘူးလို့ဆိုပါတယ်ဘုရပရမဆွဲတဲ့ပုံမလို့သေးဘူးဆွဲလိုက်တဲ့ငွေကြီးရဲ့တဝက်ကြွားတယ်ပုံလုံးလိုက်တာခရီးတွေကြက်ပြီးတော့ပုံနဲ့မထည့်တာရှိတယ်တက်တက်မထည့်တာရှိတယ်အဲ့ဒါတော့ဒီပုံနဲ့ကိုထည့်ရမယ်ဆိုတော့အဲဒီအချင်းဟာ မရှိသေးဘူးအဲ့ဒါတွေကိုလမ်းနဲ့ချီပြီးတော့ဟိုမီဒီယာတစ်ဆင့်ဘာတစ်ဆင့်အဲ့လိုလုပ်တာအခုကအရန်လုပ်ငန်းတွေကရှေ့ရောက်လို့အားကြီးနေတယ်ဝမ်ဘက်စင်လိုင်းတွေကိုရှင်စီရေ3000ဝင်းချင်တယ်ဇန်နဝါရီလ16ရက်ကစတင်ပြည့်စွဲခဲ့ပြီးရှင်လိုင်းအလုံးနီးပါးကတော့အရင်လိုရှင်နောက်လိုက်ကငွေကောက်တဲ့စနစ်ကိုပဲကျင့်သုံးနေပါတယ်ကျွန်တော်အာကာပါ